မြန်မာနိုင်ငံတဝိုင်းအင်အားပြင်းငလေလောက်ခတ်ခဲ့ပြီးတဲ့နောက်60ရာခိုင်နှုန်းဒီပါထိခိုက်ပျက်စီးမှုများခဲ့တဲ့သခိုင်းမြို့မှာရှင်းလင်းရေးလှုပ်ဆောင်မှုလိုအပ်နေပါသေးတယ်။ဒါကြောင့်မိုးရသည်မတိုင်ခင်အ мян ဆုံးရှင်းလင်းရေးလှုပ်ဆောင်ပေးဖို့နဲ့ပြန်လည်ထူထောင်ရေးတွေလုပ်ပေးစီချင်တယ်လို့သခိုင်းမြို့ကဆရာတော်တဘာကမိန့်ကြားပါတယ်။သခိုင်းမြို့ကဆရာတော်အရှင်ဓမ္မပိယကို DPP သတင်းတောက်ကေခိုင်ကဆက်သွယ်မင်းမြန်းထားပါတယ်ခင်ဗျာ။လက်ရှိမှာပေါ့နော်ဒီစကိုင်းမျိုးတစ်မျိုးလုံးကရှင်းလင်းရေးတွေအကုန်လုံးလှုပ်ဆောင်ပြီးပြီလို့ပြောလို့ရလားရှင် လက်ရှိမှာရှင်းလင်းရေးကလုပ်ပြဖို့လိုအပ်တာအကုန်လုံးပဲအကုန်လုံးဒီမှာယူရဲဆိုရင်ဖြိုးဖြိုးတဲ့လူကလွယ်တယ်လေသူကဖြိုးမလားအဲဖြိုးမလားမေးဖြိုးမယ်ဆိုရင်အုပ်ပုံချောင်ရိုက်ချိုးပြီးဖြိုးထားခဲ့တယ်ဒါပဲဟိုကျုံးမှုအတွက်ကအိုင်ကြီးကောကားတွေတဲ့ဖို့တော့ကားကြီးတွေတော့တိတ်မရှိမမတွေ့ရသေးဘူးနော်ရွှေတောင်ကုန်ကြီးဒါတွေတော့တွေ့တယ်အဲ့တော့သူတို့လုံနေတာအဲအဲ့ဒါမပြီးသေးဘူးတစ်မျိုးလုံးပါပဲဒီအုပ်ပုံကြီးတွေပဲ ဖြစ်သွားတဲ့နေရာတွေပဲညီနေရာကိုပေါ်မလာသေးဘူးပြန်ဆောက်ဖို့ဆိုတော့ဝေးသေးရပါတော့အရှင်းလေးပဲပြန်တော့အဲသူတို့ IDV တွေကတော့ထုတ်ပြီးပါပြီအကုန်လုံးရှင်းသွားပြီအားအားတွေကတော့အကြောင်းနေမှာလည်းအကုန်လုံးသူတို့ထုတ်ပြီးသွားပြီတင်မဖုံဖုံရှင်ဒီလက်ရှိမှာ ပေါ်တော့ဒီစကိုင်းမျိုးတစ်မျိုးလုံးကဘာတွေထက်လုတ်ပေးဖို့လိုအပ်နေသေးတယ်လို့ပြောလို့ရမလဲရှင်အရေးကြီးဆုံးကတော့အဲ့လိုမျိုးညီနေရာရအောင်ဥပုံလေးရှင်းရှင်းပြတာနဲ့ အဲယာယီတဲလေးတွေသူနေနိုင်အောင်မိုးလုံးလေးလုံးပေါ့နော်အဲ့လိုနေနိုင်အောင်လုပ်ပေးနိုင်တော့အကောင်းဆုံးပါပဲအဲ့ဒါအလိုအဆုံးပါပဲစာရေးတော့ဒါတော့လူရတဲ့နဲ့လူပဲဟိုပေါ်ကြပါလေပြီးတော့ဆိုင်ရလည်းအနေနဲ့ပြန်ဖွင့်လာတယ်ဆိုတော့ဒီသူတို့ဝယ်စားသွားစားလို့တော့ရနေလေဒီကနေဖို့အတွက်ကသုံးလုံးသုံးချက်ဖြစ်ဖို့အတွက်အဲ့ရဲ့အတွက်ကသူတို့မြင်နေရလေးပေါ်လာအောင်လုပ်ပေးနိုင်အကောင်းဆုံးပဲ that tools အဲ့ဒါအကောင်းဆုံးပါပဲ ကိုလောလောဆယ်တော့လူတွေကလည်းကိုလုံးကွင်းနေတယ်လို့စာသင်ကောင်းဝင်နေတယ်လို့အဲ့လိုတွေအဲ့လိုတွေပဲနေကြရတာလေအဓိကတော့ရှင်းလင်းရေးပေါ့ရှင်းလင်းရေးနဲ့ပြန်လဲထူထောင်ရေးအဲ့နှစ်ခုပါပဲအဲ့နှစ်ခုမိုးမလာခင်အများဆုံးလုပ်နိုင်ရတော့အကောင်းဆုံးပါပဲ